ဲ့ငလင်ထဲမှာဖြစ်သွားတဲ့အဆောက်အဦတွေကိုပြန်လုပ်ဖို့ဆိုရင်တော့တေးကြတဲ့အဲဘယ်တက်ရင်မှုပဲဖြစ်ဖြစ်ဘယ်တိုင်းမှုပဲဖြစ်ဖြစ် ATS ဆိုင်ပြီးတော့အေးရဒီဟာလေးဆောက်လိုက်ပါဆိုတာထွက်လာမှာမဟုတ်ဘူးတော့လုံးမလုံးတို့ကျိန်းနေတဲ့ဘတ်ဂျက်ကိုပိုတော့တင်ကြတယ်အဲ့တော့စစ်တီချားစင်းနေစစ်တီရဲမီတွေမှာဘာဖြစ်သွားမလဲဆိုကိုနေရမဲ့နိုင်ငံကိုကိုသဘောကိုဟောက်ကိုပြင်မိုးလုံးလေးလုံးနေချင်းကိုဟောက်ကိုပြင်ပြီးနေဒီတက်ရင်မှုတွေကဒီတက်ရင်မှုတွေသူတောင်းပေးတဲ့လူတွေကတော့ဟိုအလွဲသုံးစားလုပ်ဖို့ ခိုးဖို့အတွက်အခွင့်အရေးပေးတယ်လို့လည်းဖြစ်သွားနိုင်ပြီးတော့အောက်ခြေကလုံးဝအပြေအဝမရောက်ကြလိုက်တာဖြစ်နေတဲ့ခါအများကြီးများပါတော့အဓိကတော့ဒါရောက်မှာအဲ့လိုဖြစ်မှာပဲဘာလို့လဲဆိုတော့အဲ့လိုမလုပ်လို့ရှိရင်ရိုးရပြတ်သွားမှာလေဒါစစ်တပ်ကရိုးရရတော့လောက်အောင်ပါပဲနှက်ကင်နှက်ကင်လောက်ကြမှာပဲရိုးရပြတ်ရောနှက်ကင်ပါ ေပြည်တော်မှာဆိုရင်လေချောင်းတာဝါတိုင်းပြိုကြပါတယ်အဲ့မှာတေကြီးပြစင်းမှုတွေသူရှိတယ်နောက်ပြီးတော့မင်းအောင်လိုက်ကိုယ်တိုင်အစည်းအဝေးလုပ်နေတဲ့ခန်းမတွေပြိုကြတာရှိတယ်နောက်ပြီးတော့ဒီဝင်ဝင်ဝန်ထမ်းအင်ယာတွေပေါ့ဝင်းကြီးမြတ်ဝင်းကြီးဌာနရဲ့အင်ယာတွေလည်းပြိုကြပြစင်းကြရှိတယ်အဲအကြောင်းမလို့ဒီစစ်တပ်ထဲမှာကောဘယ်လိုမျိုးထိခိုက်မှုတွေရှိနိုင်တယ်လဲပေါ့နော်ဒါနေပြည်တော်စစ်ရုံးလို့ပြောဆိုရင်ထိခိုက်မှုတွေဘယ်လိုမျိုးရှိလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကပြောပြပေးပါအဓိကတော့ဒီနေပြီးတော့တာဝါကျိုးတဲ့အချိန်မှာကျွန်တော်တို့ဒီ တက်နဲ့ပတ်သက်တာပေါ့နော်တက်နဲ့ပတ်သက်တာဆိုရင်လေတက်က3ယောက်ပါပါတယ်အဲဒီဟိုပေါ့နော်နေပြီးတော့လေအဲရာရှိပိုင်းလို့ပိုင်းလို့ရာရှိတစ်ယောက်ပါတယ်အဲပြီးလို့ရှင်ဒီ ATC Tower ATC ပေါ့နော်အခြားဆက်2ယောက်ပေါ့နော်ပြောမယ်ဆို3ယောက် Tower ကျုပ်တဲ့ထဲမှာပါပြီးသူအဲ့နေပဲပေတယ်လို့ကျွန်တော်သိရတယ်ပေါ့နော်နောက်တစ်ခုကနောက်ထပ်အဲနောက်ထပ်အခြားဆက်2ယောက်ကကြတော့ဒီအဓိကဟိုဟာမှာဖြစ်ပါဒီ ဆေးပြရွာတော်မှာဆုံးလာတော့ဒီရွာတော်အဲ့မှာဒီရွာတော်မှာအဲ့ချိန်ကဒီဆေးပြပြီးွားတဲ့အမျိုးသမီးဒီဒီအမျိုးသားစစ်တီအများကြီးပဲ8000လောက်ရှိတာ哦ဒီ8000ကမပြန်သေးဘူးအပြန်ပြည့်တဲ့ချိန်မှာဒီအမျိုးသမီးတွေဘက်ကအဆောင်သွားတော့လူသေးပြောင်းမှုမရှိဘူးလို့သိရတယ်လူသေးပြောင်းမှုမရှိတဲ့အတွက်နောက်နေ့29 30 31လောက်မှာသူတို့ ညာလွင်းချင်းပြန်လှုပ်ပြန်လှုပ်ပြီးတော့ပြန်လှုပ်လိုက်တယ်ဒီအမျိုးသမီးတွေအကုန်လုံးကိုပြန်လှုပ်လိုက်တယ်တနိုင်ငံလုံးကူးဆိုကျွန်တော်တီးတော့ကပြန်ရောက်သွားပြီအမျိုးသားတွေကိုချိန်ကြီးပြန်မလို့ဘူးဘာကြောင့်လဲသူကျွန်တော်နဲ့တဲ့တင်းထင်းချုပ်တာလဲပါမယ်သူတို့ကတော့ကယ်ဆယ်ရေးအတွက်သုံးမယ်လို့ပြောဒါပေမဲ့ကိုချိန်ကြီးဘာကယ်ဆယ်ရေးမှသုံးတာမလို့ဒါပေမဲ့အဲ့အမျိုးသားဆောင်ဘက်မှာတော့အသေးချေရှိကျွန်တော်လေးတက်ကတော့အနည်းဆုံး2ရောက်လောက်တည်တယ်လို့ကျွန်တော်သိရတယ်ပေါ့နော်အဲ့တော့အဲ့မှာဟိုချေလင်းချေမြန်ဘက်ကဆိုပို့ပြီးတော့ဒါထိကန်မှုနောက်တစ်ခုကဒီနေပြီးတော့မှာဆိုလို့ရှင်လေ နေပြီးတော့တိုင်းရုံးပါဝင်နေပြီးတော့တဲကတက်တယ်တဲကတက်တယ်တော်တော်များများထိခိုက်မှုရှိတယ်အဲပြီးတော့အဲ့နေရဘာပြဿနာလဲဆိုတော့နိုင်ငံလုံးအဲ့နေရဒါဘာလောက်တဲ့နေဖြစ်냐ကျွန်တော်တို့ငလင်မလောက်တဲ့တောင်ပိုင်းကတက်တယ်ပါပါအစဒါဘာလောက်နေလားအဲအဲ့တော့ဒီဒီအဲ့မှာဒီငလင်အထိကကြောဖြစ်သွားတဲ့ဒီမန်လေးစကိုင်းနေပြီးတော့တက်တယ်တာဝါအဒီဟိုဒါဘာလောက်ဒါဘာချင်းပါတဲ့အချိန်ကသွားကြုံတဲ့အချိန်မှာပို့ပြီးတော့ဒါဘာဒီအဲခမ်းမအစာဝင်ပို့ကြပြီးတော့အမ်ပို့ပြီးထိခိုက်မှုတွေဖြစ်ကုန်တယ် အဲဒီနေပြည်တော်လေတက်မှာဆိုလို့ရှိရင်လည်းဒီအဲဒီလင်းဒီအသေးစားထိခိုက်မှုအသေးစားထိခိုက်မှုတော့ဒီဟန်ကာကဒီဒိုင်းနေပါလင်တန်တန်းနေပြုတ်ကြတာပေါ့နော်ပြုတ်ကြတဲ့အချိန်မှာဒီထိခိုက်မှုတွေရှိခဲ့သိရတယ်ထိခိုက်မှုတွေဒါပေမဲ့ခုနလူတော့ထိခိုက်မှုမရှိဘူးလင်းတော့အသေးစားထိခိုက်မှုရှိတယ်ဒါပေမဲ့လင်းတော်တော်များများအပြင်မှာရောက်နေတဲ့အချိန်မှာသူတို့အဲ့လိုအဲ့လောက်ပဲထိတယ်လို့သိရတယ်ဒီစေယုံထဲမှာတော့ကျွန်တော်ဒီတလောက်ကအဲလူထိခိုက်မှုတော့တိတ်မကြအတိကကျွန်တော်တို့မတို့ဖုံးွယ်ထားတာပါအောင်ကျွန်တော်တို့မသိတိတ်မကြဘူးဒါပေမဲ့ ခုချိန်ထိကျွန်တော်တို့ဒီစကားဝိုင်းလောက်တဲ့အချိန်ထိတို့တွေဒီအဆောင်တွေမှာပြန်မအေးရဲဘူးဒီကျွန်တော်တို့ဒီနေစေယုံကကနာဝင်နေမှာဆိုတဲ့မှာလမ်းနေအဲ့လမ်းနေပေါ်မှာတို့ခင်းပြီးအိတ်ကြတယ်တော်တဲ့တွေမှာတဲဖင်ရဲဖင်တဲတွေလောက်ပြီးအိတ်ကြတယ်အဲ့လိုမျိုးအပြင်မှာခုချိန်ထိအိတ်နေရတော့လို့သိရတယ်ပေါ့နော်အဲဒီနောက်ပြီးတော့နေပြီးတော့ဒီဟာကတော့ကြံတာကတော့အရက်ဖတ်ဌာနဆိုင်ရာနေပြူတာပြက်စီးတာတော့ဒီသတင်းတွေမှာလည်းတောက်လျှောက်တက်နေတာပဲပေါ့နော်အဲ့တော့ ဟိုဒီအေဂျင်စီရသတင်းဌာနကတင်လိုက်တာပထမဆုံးနေ့မှာလည်းတင်လိုက်တာဒီနေ့ပြီးတော့စရုံးနေ့မှာသူတို့ကိုယ်တိုင်ထွက်ပြေးအဲသူတို့ကတကျွန်တော်ထင်တာဒါဘရင်တော်ရိတ်တာလို့ထင်တာပဲဇီယာသတိဖိတ်မှတော့မဟုတ်ဘူးဗျအဲ့ဒါကျွန်တော်သိရဒါပေမဲ့ဇီယာတော်ရိတ်တာဖြစ်ပုံများတယ်လို့ယူဆတာနော်အဲ့လိုမျိုးအဲ့တော့စရုံးနေ့မှာတော့အဲ့လိုမျိုးဒီအဆောင်တွေခွဲအပ်တာဒီကျွန်တော်တို့ဒီစရုံးကဒီအထက်ပြိုမယ်ဆိုရင်တော့ခုနလူနေလိုင်းငန်းတွေကတော့ပြိုနိုင်ရေပုံများတယ်ပေါ့နော်ဘာလို့အဆောင်စရုံးအဆောင်တွေမှာကျတော့ပုံခံနဲ့ဒုကပို့ထူတယ် သူကထူးနိုင်ရန်နေရာတော့မှာကျွန်တော်ထင်တယ်တပေကွက်နှစ်ပေလောက်ဒီကိုထူတဲ့အနေဒါအထူးကြီးတယ်သူကပြောမယ်ဆိုဘုံတန်နေမြောက်တဲ့တုံးတန်းဟာကိုခံနိုင်ရင်ရှိအောင်ဆိုရွယ်ချက်နဲ့သူတို့ရည်ရွယ်ပြီးစောက်ထားတဲ့ပုံစံမျိုးဗျာဒါပေမဲ့ပြဿနာကခုနကကျွန်တော်ရှိမှပြောခဲ့သလိုခိုးတာအစင်းခိုးတာအစင်းစင်းခိုးကြရင်လည်းမဖြစ်တင်တာဖြစ်တာပေါ့နော်အဲ့တော့အစာဦးတွေတော်တော်များများတော့အကွဲကုန်တယ်လို့သိရတယ်ပေါ့နော်ဒါပေမဲ့နိုင်ရန်နေရာကတော့ထူတယ်ဒါပေမဲ့သူတို့ဒီခိုးလို့ဆိုတာအပေါ်အမိုးတွေကနောက်ဆုံးဒီလွတ်တော်လူအစာအုံပြိုးတယ်သမရအိမ်လိုဟာမျိုးဒါနိုင်ရန်တော်အစင်းအဆောင်အုံတွေပြိုးတာ နိုင်ငံတော်ဆင်းအဆောက်အုံကြီးပြိုတဲ့ဟာကိုကျန်တဲ့ဟာတွေးမယ်ဆိုရင်တော့ဒါအများကြီးစဉ်းစားကြရမလို့တေချာပေါ့ပြိုမှာပဲနောက်ပြီးဝန်ထမ်းနိုင်ငံကြီးပြကြပြိုကြတာမျိုးကျွန်ပြီးဝင်သွားတာမြေကြီးတဲ့ကိုလေအဲ့ဒါကဖောင်ဒေးရှင်းနဲ့ညံတော့အဲ့ကဘာဆိုကျွန်တော်တို့ဒီငလင်မဖြစ်ဘဲနဲ့တော့မှကျွန်တော်တို့နေခဲ့တဲ့ရိတ်တာတွေမှာဆိုဗျာတစ်နှစ်လောက်ကြာရင်အပေါ်ကနည်းနည်းချက်ကဆိုပြီးဝုံလည်းပြုတ်ကြတာလည်းပြဿနာလည်းရှိတယ်အဲ့တော့ဒါတွေခုလိုဖြစ်တာကတော့သူတို့ကတော့ငလင်ငလင်ပြင်းတယ်လို့လွှဲချတာတကယ်တော့ငလင်ပြင်းတာတဲ့ အကျင့်ပြတ်ခြားစားခဲ့မှုတွေကြောင့်ဒါမျိုးဖြစ်တာပေါ့ဟုတ်ကဲ့ဟုတ်ကဲ့နောက်ဒီကုနာလေတက်မှာဆိုတော့ကုနာအဓိကတော့ကျွန်တော်ကရှေ့မှာပြောခဲ့ကြဒါဦးလေတက်ကတော့ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွားထိခိုက်တယ်လို့သိရတယ်ဒါကြောင့်မို့အခုချိန်นี้သူ့ရဲ့လှုပ်ရှားမှုတွေကငြိမ်သက်နေတယ်ပုံမှန်လို့ကျွန်တော်တွေ့ရတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့ကိုလူသားအနေနဲ့ရောဒီငလင်တန်းချောင်းပေါ့နော်ဒီစစ်တက်ကတိုင်းနေစစ်တနာချုပ်တွေဥမာမုံရွာလို့ပါဆိုဒါစားခိုင်းတိုင်းနေပါတာပေါ့နာမခါလို့ပါဆိုအဲ့လိုမျိုးစစ်တနာချုပ်တွေရဲ့ ထိခိုက်မှုပေါ်ကောဘယ်လိုမျိုးသိရှိထားရှိလဲရှိနေတာဒီဒီဇိုင်းဇိုင်းဘက်ဝင်ရင်မုံရအထိုက်လျောက်ထိခိုက်တယ်နောက်ပြီးတော့မန်လေးတိုင်းဆိုတိုင်းနန်းတွင်ထဲမှာပြိုကျသွားပြိုကျသွားနိုင်တယ်ပြိုအထက်ထဲအဆောက်အဦးလေးဆိုရင်နန်းတွင်ထဲဆိုရင်အဆောက်အဦးလေးဆွေးနေပြီပေါ့တေကြတာခွန်ကြီးလေးပြောလို့အဲ့ဒါပါထဲမှာတက်တက်ဒီထဲမှာထိခိုက်ဆိုဒါပါလို့တဲ့အချိန်ဆိုများသောအားဖြင့်ကျွန်တော်တို့လည်းအကိုလည်းကြုံမှုတယ်လေမိုးလုံးလေးလုံးအားသာခံမှာအောင်မြင်မှုမင်းကုမ္ပဏီကပြောစောက်တာလေ ီကောင်ကသူကသူမိုးလုံးနေနေအာသာခံမှသာအောက်မှသာပါကေခင်းထားတယ်နေပူတာတော့ခုံးနေတာဒီငန်းနေဆိုရင်အဲ့ဒါပါခန်းထဲမှာစုပြုံနေတော့အဲ့အဲ့ဆောက်ကတေးချာပြပြူမှာငန်းနေတန်းကြောက်ပေါ့နော်တရင်တက်ဖွဲ့ကြီးအောက်ခြေမိသားစုကြီးရဲ့ထိခိုက်ပျက်စီးမှုတွေကဒါဘလို့ရှိနိုင်တယ်လို့အကိုထင်တယ်အောက်ခြေမိသားစုကအထိမှာထိမှာတော့သူစောက်ထားတဲ့အဆောက်အဦတွေရရပြီးတော့ဒီဘက်ဒီဘက်ဒီဘက်ဒီမြောင်းလိုက်တက်ချုပ်ဖြစ်ပြီးတော့မှသူ့တောင်းဟိုဟာကွန်ထရက်ပေးထားတဲ့ဒီအဆောက်အဦတွေရှိတယ် ဒီရာဂန်ချက်ကြီးဘာလဲရခန်းတွင်းနှစ်ချက်အသက်တွေအသောဥတ္တတွေပြီးရင်ဒီဟောဘောရဘော၆ခန်းနှစ်နှစ်တဲ့အမ်းမျိုးနိုင်ငံတစ်တွေရှိအကောင့်နေတဲ့ဒူပါပါလေးနောက်ပြီးတော့နောက်ကနေပြီးတော့မှဆိုတော့မိုးလုံးနေလုံးအာသာခံမလို့ဟာမျိုးတွေအဲ့လိုဟာမျိုးတွေကတေချာပေါ့ဒီငလင်ရဲ့ဒဏ်အောင်မခံနိုင်ဘူးပြို့မှာပဲအဲ့ပထမဟိုဒီရပြို့ဆိုအဲ့မှာဒါပါလုံးနေတဲ့ချင်းအဲ့ခံမတယ်မှာတော့ရင်တော့ပြူကြမ်းအထိကျအကြုံများနိုင်တယ်အောက်ကြီးဒီချစ်တီရဲ့မိသားစုဝင်တွေပေါ့ဒါပါလုံးရင်အကုန်လုံးတက်ရတာဟုတ် တက်ထဲမှာရှိနေရတူကုန်တက်ရဆိုအဲ့မှာထိခိုက်မှုများနိုင်တယ်အခုဒီငလင်လှုပ်ပြီးတော့ဥစ္စာကိုကျွန်တော်ပြန်ကြည့်ကြရပြန်ဘာဖြစ်တော့ဒီနေပြီးတော့မှထိခိုက်တဲ့တဲ့ရင်ကြတော့ဒီဝန်ထမ်းအင်ယာတွေရဲ့ဟာတွေပဲဆိုရှယ်မီဒီယာမှာတက်တာများတယ်စေယုံအတွင်းထဲမှာဖြစ်တဲ့ဥစ္စာကတဲ့ရင်ပေါ့ဟိုပါတော့ထွက်လာခြင်းမရှိဘူးတက်ထဲမှာဖြစ်တာလည်းမတက်ဘူးတဲ့ရင်အုပ်ထားတဲ့သဘောမှရှိတယ်တော်တော်လေးတော့အထိခိုက်များသွားနိုင်တယ်ဆက်ဆက်ပြီးတွေးလို့ရအောင်ဘောတော့ဘာဖြစ်လဲဆိုတော့အေဂျင်စီကနေဒီဇော်မဲလုံးတို့ဒီအင်တာဗျူးနေတဲ့အချိန်မှာ ူထွက်ပြေးလာရဲ့ဗီဒီယိုထွက်လာတယ်ထွက်အဲ့တော့ကြီးချင်းအဖြစ်တို့တို့ဒီစိတ်ယုံထဲမှာလေတို့ထိခိုက်ပျက်စီးမှုတွေတော်တော်အများကြီးရှိမလို့ဒါကျွန်တော်တို့သုံးသပ်ကြည့်လို့ရရပါဘောနော်အဓိကလိုင်းငန်းနေပို့ထိရပါဘောလိုင်းငန်းကပို့ထိမယ်နောက်တစ်ခုကအဲ့နေ့ကအဲ့လိုဖြစ်ပြီးရောနောက်နေ့တွေဘာလုပ်လဲဆိုတော့ဒီကျင်းတွေအောက်ခြေဟာတွေတော့တို့ကဘာမှဂရုစိုက်မှာမဟုတ်ဘူးတို့လမ်းဘေးမှာထွက်အိရတယ်ကျွန်တော်တို့လိုင်းတချို့ TikTok တွေမှာတက်လာရှိတယ်တို့လမ်းဘေးဒီတက်ဝင်တက်ဝင်နေရလမ်းပေါ်တွေမှာဟိုခြံောင်တွေဖြစ်တယ်လို့ဒီဟိုဟာတွေထောင်ပြီးရောအိတ်တာဖြားလေးခင်းပြီးနေတာကျွန်တော်တို့တွေ့ရတယ် အဲပြီးတော့ဒီသူတို့ရဲ့ဒီ၆လုံးတန်းလူတွေရဲ့သူတို့ရဲ့မိသားစုတွေဒီစကောင်းဆောင်တွေရဲ့မိသားစုတွေအချက်ချင်းရန်ကုန်တက်လင်းနေပြန်ဖို့လာကိုကျွန်တော်တို့သိရတယ်။သူတို့လုံးဝအဓိကသူတို့ဟိုဘယ်လိုပြောမလဲအကောင်းဆုံးစောက်လုပ်ပေးထားပါရဲ့ဆိုတော့၆လုံးတန်းပေါ့နော်။ဒီအရောင်မှဒါလူမှုကွယ်မှာတွေ့ရဲပြည့်စည်ထိခိုက်မှုတွေအများကြီးရှိကြအောင်တွေ့ရဲဒါရင်းဆက်ဆက်ပြီးကြည့်မယ်ဆိုရင်အောက်ခြေမှာလည်းဒီတက်နေမှာဆိုရင်အစောကြီးရပို့ပြီးအဟောင်းနှွမ်းနိုင်များတယ်။ နောက်ပိုင်းဘယ်လိုပြောမလဲဆိုတက်ဟောင်းနဲ့တက်တဲ့ကြောခွဲရပုံနဲ့ရှိရလေတက်ဟောင်းလေးဆိုတော့တော်တော်ဆွေးမြင့်နေပြီလေအဲ့လိုမျိုးနေရင်ပေါ့ဒါထိခိုက်မှုတွေရှိရလို့ကျွန်တော်တို့နေနေရဲ့တက်မှာ တော့ပဲဒီနောက်ပိုင်းထောက်တဲ့ဒီစာချင်မဲ့လူဟာမျိုးအရေးတာလူဟာမျိုးအဆောက်အအုံအစ်တွေရှိတယ်ငယ်ငယ်မလုတ်ပဲနေတော့မှသူရဲ့ဒီထုတ်တန်းတွေမှာရှိတယ်တစ်သားတွေကချက်ကိုက်ချက်ကိုက်တဲ့အချိန်မှာအဲ့လိုအဲ့လိုဟာရဲ့ပြိုကျတဲ့ဟာမျိုးတွေကမျက်နှာကြီးကွာကြတာပြိုကျတာတွေကအဲ့ ဖြစ်လေဖြစ်လေဖြစ်တာရှိတယ်ကွာကျွန်တော်တို့ကျွန်တော်နေတဲ့နေခဲ့တဲ့အဲ့ဆာကျင်မတ်မှာတော့မှာပဲနေကင်းကြောင်တော်ကြီးအဲ့ဒါပြိုကြတာမမတ်ရအဲ့ဒါပဲနေလေဆိုတော့ဥက္ကုဏီဟိုဟာဖြစ်တဲ့နေ့နေသိမ့်မှာလောက်ကြတယ်နေအဲ့နိုင်အမျက်နှချက်ကြီးပြုတ်ကြကံကောင်းလို့ကျွန်တော်တော့မသိတာကံထဲမှာမျက်နှချက်ပြုတ်ကြတာလေအဲ့မျိုးနောက်ပြီးတော့ဒီဘက်ဟိုနောက်နောက်ဘက်ကတာခုတ်ခံလို့ဟာမျိုးတွေမှာပြိုကြတယ်အဲ့နောက်တခြားလိုင်းကန်းတွေမှာဆိုရင်လည်းအဲ့လိုပဲမျက်နှချက်တွေကနှစ်ထပ်လိုင်းကန်းဆိုရင်အပေါ်ရေစိမ့်တဲ့ဟာတွေပဲဖြစ်တယ်ဗျအခုဒီငလင်တန်းဆိုရင်တော့ ခံမှန်းလို့မရအောင်ပြက်စီးမဲ့သဘောမျိုးရှိတယ်ဟုတ်ကဲ့ဒါကိုစီကလည်းပြောပြပါအောင်အဲဒီကျွန်တော်မိတ်ကြီးလားကျွန်တော်တို့တက်ခဲ့တယ်ဟိုကျွန်တော်လမ်းမသားလေတခုတော့လမ်းမခပေါ့နော်အဲဒီလမ်းမခဆိုလို့ရှိရင်သူက25ရာခိုင်နှုန်းတော့ကိုပြက်စီးသွားတယ်ပြောတယ်ဒီအဆောင်လေးဘာလို့ဒါလို့ဘာလို့ဆိုကျွန်တော်တို့ရှိတယ်ကအဲကျွန်တော်တို့ဒီဘက်မှာနှစ်ထပ်အဆောင်ကြီးရှိရလေအဟောင်းကြီးကြာပြီလေသူကအဲ့ဒါတွေကအက်ကွဲညာကြာပြီအဲ့ဒါကိုသူကပြင်ဆင်စရိတ်ဆိုပြီးချပေးရတယ်အဲ့တော့ကျွန်တော်တည်တဲ့ကြီးရတယ်ဘယ်သိန်း900ချပေးရတယ်ဒါမှအဲ့သိန်း900ကိုသူကဘလို့အသုံးချပြီးပြင်လိုက်လေဆိုတော့ပတ်ကြအထဲကိုဘီလန့်ညီလေးဖြော်ပြီးလိုက်လောင်းထည့်လိုက် ေးပြီးတော့ဆေးပြန်တော့လိုက်တယ်ဆေးပြန်တော့လိုက်တယ်အဲ့3900ပြကုန်သွားအောင်အဲ့အထာလေးအလုံးအထာလေးတော်တော်များများအခုပျက်စီးတယ်လို့ပြောတယ်ဟိုအဲ့တော့အခုအလုံးမောင်တို့ဒီအထက်ကိုတို့တင်ပြထားတာ25000ခန့်လုံးလို့ပျက်စီးတယ်ဆိုပြီးတော့ဒါတို့တင်ပြထားတယ်သိကြတယ်ဘောတော့ဒါမက်ဒီလာဆိုတာနေပြီးတော့လောက်မပြင်းထန်အောင်အဲ့တော့ကျင်းသေးတာတော့နေပြီးတော့ငလင်းလန်းငလင်းရောပေါ်မှာရှိရင်နေပြီးတော့ကတော့ပို့ပြီးတော့ပြင်းပြင်းထန်ထန်ပျက်စီးတယ်ဘာလို့အခုဆိုတဲ့တင်းနေရလုံးဝမထွက်ဘူးတဲ့တင်းနေတတ်တင်းနေပတ်သက်တဲ့တင်းကလုံးဝကိုထိန်းချုပ်ထားတာ အချင်းချင်းဆက်သွယ်မေးတဲ့အချိန်မှာတော့ဖုန်းလိုင်းမကောင်းလို့အဆင်မပြေဘူးအဲ့လိုမျိုးတွေဖြစ်တာပေါ့အဲ့တော့ပို့ပြီးတော့ပျက်စီးဆုံးရှုံးမှုတွေများတယ်တခြားအဲကျွန်တော်တို့စီဒီယံဘိုကြီးစင်ရော်တင်ဆိုတွေသူတင်ထားတဲ့ထဲမှာလည်းပါပါလေကျွန်တော်ရှုပ်တက်တယ်ဆိုတက်ရင်ဟိုအရောက်ဇာဘာကန်းထဲမှာလည်းသေးရအများကြီးဒါတကယ်ဟုတ်ပါလေဖြစ်နိုင်ချေရှိပါလေခုနကပြောကိုကိုလူသားပြောခဲ့သလိုပဲဒါပါအစာအုပ်လုပ်တဲ့ဒီမိုးလွန်လွန်အာကစားကွင်းเนี่ยမရောက်နိုင်ရဲ့ဒါကုန်တွေရဆောက်တာပြီးတော့ဒါပရိတ်တပုံစံနဲ့ခေါ်လက်တစ်ခုတည်းနဲ့တနိုင်ငံလုံးကိုသူလိုက်ဆောက်ထားတာဖြစ်တယ်လေအဲဒီဒါပါလုပ်တဲ့နေ့နဲ့သွားကြုံတော့ ပို့ပြီးတော့နောက်တစ်ခါကကျွန်တော်ရှိမှဆိုတော့တို့ရဲ့သားသမီးတွေကတော့ရန်ကုန်မှာအိမ်ညာတွေရှိတော့တို့မိသားစုတွေကရန်ကုန်လေနဲ့ချက်ချင်းပို့ကျန်တဲ့အောက်ရှင်မိသားစုတွေကခုနဟိုစစ်တပ်ထဲမှာဗျာမြန်မာပြည်မှာလည်းအခြေခံလူတန်းစားရပဲအခမ်းအနုံဖြစ်လို့စစ်တပ်ထဲမှာလည်းအနှိမ်ဆုံးလူအောက်ရှင်ဒီအခမ်းမှာပဲလူအခမ်းအနုံပဲရှိမဲ့နောက်ဆုံးမှတို့ကိုလှည့်ကြည့်မဲ့ပုံစံမျိုးဖြစ်တာပေါ့ဒါမဲ့တစ်ခုတော့ရှိတယ်အခုနိုင်ငံခြားရောက်လာတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကျိန်းစီပါလေပြည်သူတွေထဲဆိုပါတယ်တတ်ထဲရသူတို့ဒုက္ခတွေတွေပဲသူတို့ဦးစားပေးပြီးပေးဖို့များတယ်။ဘာလို့ပြီးခဲ့တဲ့ရေမုံတိုင်းရခိုင်မှာမုံတိုင်းဖြစ်တဲ့အချိန်တုန်းကကျွန်တော်သိတဲ့လောက်ကအပြင်ရခိုင်ပြည်သူတွေရှင်မရောက်ဖဲနဲ့ဘသူပို့လာတော့တောက်လျှောက်လေနဲ့ပို့တော့သင်းပေါ်ရင်နဲ့ပို့ဒါပေမဲ့ဘယ်ကိုရောက်လို့လဲသူတို့တတ်တွင်းမိသားစုတွေကိုအဓိကသူတို့ပေးပလိုက်တာပြည်သူတွေရှင်မပို့ကိုလဲအဲ့လိုစီးတွေကအဲ့နေပြည်တော်ကနေတောင်အပြင်ထွက်ပါမလားဆိုတော့အဲ့ဒါပေါ့ကိုလဲအဲ့လိုပါပဲသူတို့ ိုတက်ထရသူတို့အစင်းစင်းဖြတ်စားမယ်ပြီးလို့ရှိရင်သူတို့ဒါဘယ်သွားကဲတယ်ရုပ်ခွေတွေကတော့သွားကြရပါတော့ဒါပေမဲ့လူပဲသွားတယ်ထောက်ပံ့ရေးပစ္စည်းတွေအဲ့လိုမျိုးရိတ်ခါတွေအဲ့လိုမျိုးဟာတွေကတော့ဒါနေပြည်တော်ကနေထောက်ပံ့မလားဆိုတဲ့ခါတော့ဆောင်ကြည့်ရအောင်ဆောင်ကြည့်အောင်နောက်နောက်တစ်ခုကအခုဒီငလင်လှုပ်တဲ့အပီးပီးချိန်မှာလူကျုပ်လူကျုပ်အကြီးကြီးလှုပ်တဲ့ချိန်မှာရွက်ဖြစ်တယ်နဲ့သူတို့သူတို့သူတို့အဆောက်အဦပါဒါထိသွားတယ်ဆိုတဲ့သဘောမျိုးသဘောမျိုးပြရတယ်လေဘာဖြစ်လို့သူတို့ဘယ်တော့မှအရွက်ဖြစ်တယ်နဲ့ ဟိုကလုံးလေးလုံးတာရှိတဲ့ဟာမျိုးမဟုတ်ဘူးဟုတ်တယ်ဒီစေယုံအဆောင်လေးစေယုံမှာတော့ခုနအဆောင်တက်နဲ့3 4 5ဆိုပြီးအဲ့လိုသွားတာအဆောင်တက်ကတော့ခုနမင်းအောင်လိုက်လို့ရုပ်ဒါပေမဲ့အဲ့ကိုအဆောင်တော်တော်များများကွဲအပ်ကုန်တယ်လို့ပြောတယ်ကွဲအပ်တော့တို့မနေရတော့ဖြစ်ပါဘူးနောက်တစ်ခုကတို့ဒုက္ခရောက်နေပါတယ်ပေါ့အဲ့ဒါတခါကိုတို့ဒါကိုလည်းပြချင်တယ်လည်းပြချင်တယ်တမင်တမင်ငရဲ့ချူတာအဲ့လိုပဲတို့တော့မှဒါဟိုကေတရီတို့အစည်းဝေးတွေကိုရွက်ဖြစ်နေတဲ့လုံနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ပုံငယ်တစ်ခုပြချင်တာပေါ့နော်ဟုတ်တယ်ဟုတ်တယ်ဒူးချုပ်ကဒါကမျက်ရည်ချူတာဒါမင်းအောင်လိုက်ကြတော့ဒီပြပအစည်းဝေးကိုသူကတတ်တယ် ်တကယ်လို့ခုနခုနအကိုပြောလို့ပဲမှန်တယ်တကယ်နိုင်ငံမှာအကြက်တဲနဲ့ရင်ဆိုင်နေရတယ်ပြည်သူတွေဒုက္ခရောက်နေချိန်မှာ तू အဲ့ဒါကိုအားထည့်မလို့ခွင့်နေဒီသူရဲ့ legitimacy တခုရဖို့အတွက်ကိုနိုင်ငံတကာအစည်းအဝေးထိုင်းအောင်မရမကတက်တက်လို့လာခြင်းလာခြင်းနေရာကိုဒါတွေ့ရတာဗောနော်ထိုင်းရတယ်ဒါဖိတ်တဲ့ချိန်မှာ तू တက်တယ်ဒါပေမဲ့ဘာဘာကိုသွားခွဲခြားခံရလဲဆိုရင်တခြားနိုင်ငံတကာဝင်ကြီးရုပ်တွေလာတဲ့ချိန်မှာကျတော့လုံးဝခန့်ခန့်နာနာကိုစောအနေနဲ့ဆေးရကြရင်လည်းကြိုးတယ်ကိုယ်တိုင်သွားကြိုးရယ်ဝင်ကြီးရုပ်ကိုယ်တိုင် မင်းအောင်ကြောဒါထိုင်သူတို့ဟာရသလိုရှင်ဘယ်လိုပေါ်ရဘယ်လိုပေါ်ရဆိုလို့ရှင်ဒီတိုင်းမှာလုံသမားဝင်ကြီးဒီလိုမျိုးတို့ကသွားကြိုရဆိုတာကိုယ့်ကိုသွားပြီးအချက်ခွဲတယ်လို့ပဲပေါ့နော်အဲ့မှာအဲ့မှာပြောကြပါရှိပါလေဆိုသူတို့သူတို့ဒီအာနာသိန်းနဲ့ဖြစ်စင်မှာအမျိုးဘာသာတာသနာကိုကာကွယ်ဖို့ဆောင်ရှောက်ဖို့တူပြီးအာနာသိန်းနာအခုအမျိုးအထိနေပြီးငလင်လို့တော့ကိုယ့်အမျိုးကြီးဒုက္ခရောက်နေဘာသာဆိုဘုံကြီးတွေလမ်းပေးมาအိတ်နေရတာတာသနာဖျားတွေပြူကြနေ ီဟာတွေကိုအားမရဲပဲနဲ့ဒီဒီသူ့ရဲ့ legend ပစ္စည်းရဖို့အတွက်ကိုပဲအာယုံထားတယ်ဒီအမျိုးဘာသာတာနာကိုကာကွယ်ဆိုတာဟုတ်ဟုတ်ဟုတ်ရဲ့လားဒါရအတူသူ့အမျိုးဒါသူ့ရဲ့ကိုပိုင်သူတို့အမျိုးတွေကိုကာကွယ်ဖို့ပဲနေမှာဟုတ်ဟုတ်ကဲ့ဒါနောက်တစ်ခုအနေနဲ့ပေါ့နော်အရှိမလာဒါသူတို့စစ်တပ်ကမိသားစုကိုနေထိခိုက်ဟိုဟာထိခိုက်တဲ့အရာတွေဒါကျွန်တော်တို့လောက်ခဲ့ပြီးသွားပြီဆိုတော့ကဲတရေးရတဲ့ဖက်မှာလုံနေတယ်ရပ်ဖက်အဖွဲ့ကြီးတွေနဲ့နိုင်ငံတကာအဖွဲ့ကြီးတွေနဲ့ပေါင်းဆက်ပြီးတော့မင်းအောင်နိုင်ကိုရင်ကတော့ဒါသူ့ရဲ့အောက်ခြေ တက်တွေရဲ့ထိခိုက်မှုတွေကိုရောကယ်ဆယ်မှုတွေပြန်လုပ်နိုင်မယ်ပြန်ပြီးတော့ကုစားနိုင်မယ်လို့ထင်လာကိုလုံးနေတယ်ကိုစရာကြီးပြောယူပါအောင်အဲဒီလက်ရှိအနေတိုင်းဆိုသူတို့လုံးနေပုံစံရတာသူတို့ကတော့မလွယ်ဘူးပြန်မလွယ်ဘူးဆိုတော့တို့လက်ရှိပျက်စီးဆုံးရှုံးမှုတွေကိုတို့တို့လှုပ်ဖို့သွားဒီ तू ကဟိုဒီတို့ကရွေးကောက်ပွဲလဲမှန်းထားတာဟိုလှုပ်ဖို့မှန်းထားတော့ဒီကာလာထဲမှာဒီတို့တက်တရားဟာဘာလို့ဆိုဒီအစာအုပ်စောက်တယ်ဆိုတော့ချက်ချင်းစောက်ချက်ချင်းတက်နေချက်ချင်းပြီးွာတာမဟုတ်ဘူးလေဒီပြိုရပြိုအပ်တယ်ဆိုတော့ကျွန်တော်တို့ကဆက်သုံးလို့မရတော့ဖြိုချမှာကိုရတော့မှာအဲ့တော့ ဟိုဒီတစ်နှစ်အတွင်းမှာဒီကောင်တွေပြန်ပြီးသူတို့သူရှင်းပြရင်ဒီဟိုအပြင်ကမြို့တွေရာဟာလေလုံးဖို့မပြောနဲ့သူ့တက်ထက်ရပျက်စီးသွားတဲ့ကိစ္စတွေအခုဆိုရှင်းပြရင်ကာပါစတွေဆိုလို့ရှိရင်အခုတော်တော်များများရက်ဆိုင်သွားပြီ အဲ့တော့ခုရပိုင်းဖုံးတဲ့တဲ့လက်လက်ခရမ်းတဲ့တဲ့ရန်ကုန်ကပဲပြန်ရန်ကုန်ကတဲ့တဲ့သွားတာပြည်ပကနေဝယ်ထားတဲ့ဟာမျိုးတဲတဲ့ပုံစံမျိုးပေါ့နော်ဒီမကွေးဘက်ကတဲတာကိုကျွန်တော်မတွေ့ရတော့ဘူးအဲ့တော့ကျိန်းနေတာကဘာစားလက်လက်ခရမ်းထုတ်တဲ့ဟာတွေကရဆိုင်တော့ရှိတယ်အဲ့တော့ဒါလေးကိုပြန်လဲပန်းနိုင်ဖို့သူတို့လုပ်တဲ့ကိစ္စတွေပြီးတော့သူတို့ကခုနနေပြီးတော့မှထိသွားတဲ့တက်ကတက်တယ်အများကြီးပဲရှိတယ်နေပြောတက်နေတယ်ပြီးတော့ဒီမန်လေးတတဦးတက်နေတယ်ဒီမိလာတက်နေဒါတွေဟာလို့ပြန်မြင်မှုဆိုတာအချိန်တိုင်းတာတစ်ခုကတော့အနည်းဆုံးဒီတစ်နှစ်အတွင်းမှာတော့တော်တော်ကိုမလွယ်တဲ့ကိစ္စပဲ ပြန်ပြီးလှုပ်ဖို့တော့တော်တော်မလွယ်ဘူး။ဘာလို့လဲ?သူလှုပ်ရမှာအများကြီးပဲရှိတာပေါ့နော်။သူတို့လက်ရှိပုံစံနဲ့ဆိုသူတို့တိတ်အာရုံမလာဘူး။သူတခြားကိစ္စတွေပဲသူအာရုံ။အဲ့တော့သူတို့ပြန်လဲထူထောင်ဖို့ဆိုတော့တိတ်တော့အစင်တော့တိတ်မပြေဘူးဗျ။ဟုတ်ကဲ့ကျေးဇူးပါ။ကိုလူသာလည်းပြောရေးပါအောင်။ဒီသူ့ရဲ့အောက်ခြေတက်ကထိခိုက်ဆုံးရှုံးမှုတွေကိုနော်။သူပြန်လဲဖြည့်ဆည်းပေးနိုင်မလား?အဲ့ဒါလေးလည်းပြောပြပါအောင်။အဲ့ဒါ budget budget ချပေးနိုင်ဖို့လမ်းအခွင့်အလမ်းနေသွားဘူး။နောက်ပြီး black money ရှိမှသူ လမန်နီရတရင်တက်ဖွဲ့မူးတွေကဗလမန်နီရှိတယ်ဆိုသူကားတော့သူတို့တက်ခေါ်ပါဗျာဒီလူကြီးကိုသူခွဲတဲ့အရာကားတော့ပြုမဲ့ပတ်ဆက်တွေရှိတယ်အဲ့ပတ်ဆက်အရပြောမယ်ဆိုရင်ခွဲတဲ့တော့နေဝမှာပါဗျာအဲ့ဒါပြန်လုပ်ဖို့တော့ကဒီဗလမန်နီတွေကနေပြီးတော့ဒီဟာတွေကိုတရင်မှုတွေကိုတူကိုရားနဲ့လောက်ပါဒါဒါမျိုးလာမှာ budget ကတော့ဒီလိုချပေးမယ်သူပြောနောက်ပြီးတော့မှ budget ကအဲ့ budget မှာမှအဲ့ black money နဲ့အစားတို့ငွေပြငွေမဲ့ပြောင်းမဲ့စနစ်တစ်ခုတော့သူတို့မှသွားဖြစ်သွားနိုင်တယ်။ဒါဒီငလင်းတန်းကိုပြန်ပြီးကုစားဖို့တို့ရလေ ဒါပေမဲ့အဲ့ငလင်ထဲမှာဖြစ်သွားတဲ့အဆောက်အဦတွေကိုပြန်လို့ဘူးဆိုရင်တော့တေကြတဲ့အဲဘယ်တိုင်ရင်မှုပဲဖြစ်ဖြစ်ဘယ်တိုင်မှုပဲဖြစ်ဖြစ်အိတ်ထဲဆိုက်ပြီးတော့အေးရဒီဟာလေးဆော့လိုက်ပါဆိုတာထွက်လာမှာမဟုတ်ဘူးတကလုံးမလုံးတို့ကျိန်းနေတဲ့ဘတ်ဂျက်ကိုပိုတော့တင်ကြနေတယ်အဲ့တော့စစ်တီချားစင်းဒီစစ်တီရဲမီဒီမှာဘာဖြစ်သွားမလဲဆိုကိုနေရမဲ့နိုင်ငံကိုကိုတော့ကိုဘကိုပြင်မိုးလုံးလေးလုံးနေချင်းကိုဘကိုပြင်ပြီးနေဒါမျိုးရှိတယ်တက်တယ်မှာနိုင်ငံဆုပ်တွေရှိတယ်ချပြီးတက်တယ်ဒီနိုင်ငံကြီးတွေပြဖြတ်မိန်ကြနေပြီဒါပေမဲ့ဖြတ်မိန်နဲ့ကြပြီးနောက်ပြီးတော့ဟိုဘောပေါ့ ဖြတ်မိကြရတယ်ဆိုရင်တစ်သားဆောက်နေချင်းဖြတ်မိကြမလားအဲ့တစ်သားတွေရောင်းသားမယ်ဥစားဒါပေမဲ့အဲ့ဥစားတွေကိုကဘာလို့လဲဆိုတော့ဒီနေစရာခက်ခဲရှိတဲ့သူကလုံးဝအပြင်မှာနေနေစရာခက်ခဲရှိတဲ့သူရှိတယ်အဲ့နေအိမ်မှာဒီနိုင်ငံရှိတယ်ဒါပေမဲ့မပြင်ပြီးတော့နေရမယ်ဆိုဟုတ်ပြီပြင်ပြီးနေတဲ့ချိန်မှာ तू အမိုးဝိုင်းစပြီးတော့အိမ်ပြောမှဆိုအကာနဲ့အခင်းလေးပဲရှိတာအခင်းတော့ပေါက်နေတဲ့ဟာမျိုးတွေကိုဘောက်ကိုကာပြီးတော့ခင်းပြီးနေကြတဲ့ဝိသားစုဝင်တွေအများကြီးပဲအခုဒီလိုခင်းချင်းမျိုးဖြစ်ပြီးဆိုတော့ကိုနေတဲ့နိုင်ငံကိုဘောက်ကိုပြင်ပြီးနေကြဆိုတဲ့အမိန်မျိုးပဲပေးမှာပဲတန်ရတဲ့ဘက်ကိုဒါတော့တည်ကြတယ်နောက်တစ်ခုပေါ့နော် ။အားပြောခုနကပြောခဲ့လို့ပဲသူခွဲရနေပါအကြောင်းပြောခဲ့လို့ပဲ။နောက်တစ်ဖက်ကပြန်တွေးလို့ရတာကြတော့ဒီတိုင်မှုတွေကဒီတိုင်မှုတွေသူတောင်းပေးရလူတွေကတော့ဟိုအလွဲသုံးစားလုပ်ဖို့ခိုးဖို့အတွက်အခွင့်အရေးပေးတယ်လို့လည်းဖြစ်သွားနိုင်ပြီးတော့အောက်ခြေကိုလုံးဝအပြေအဝ မရောက်တာလေဒါဖြစ်နေတဲ့ဟာအများကြီးများပါဘူး။အဓိကတော့ဒါရောက်မှာအဲ့လိုဖြစ်မှာပဲ။ဘာလို့လဲဆိုတော့အဲ့လိုမလုပ်လို့ရှင်ရိုးရပြတ်သွားမှာလေ။ဒါစစ်တက်ကရိုးရရတော့လုတ်အောင်ပါပဲ။နှက်ကင်နှက်ကင်ပြတ်သွားမှာ။ရိုးရပြန်ရောနှက်ကင်နှက်ကင်ဟိုနောက်ဆုံးခုနပြောသေးလို့ပြည်သူပြည်သူတွေပြက်ခုပြက်စီးဆုံးရုံးမှုတွေအရက်ဖတ်တွေမှာအများကြီးပြည်သူတွေဒါပဲပဲကျွန်တော်သိတဲ့လောက်ကတော့သူတို့ခုလက်ရှိပြန်လဲထူထောင်းလုပ်တဲ့ချိန်မှာသူတို့တက်ကိုပဲသူတို့ဦးစားပေးလုတ်ပဲဆိုတော့ကျင်းစီမြေကြီးလက်ခံမလွဲပဲ။ဟုတ်တယ်ဟုတ်တယ်။ပြည်သူတွေရှိရောက်မှာမဟုတ်တော့။ပြည်သူတွေကိုကူကူညီကြတဲ့ရေးလုံနေရဆိုတာလဲဒါအရက်ဖတ်အဖွဲ့ကြီးတွေနဲ့ နိုင်ငံတကာနိုင်ငံတကာအဖွဲ့တွေပဲလုံတာကိုစစ်တပ်ကလူတွေလုံးဝဝင်မလို့အုတ်ခဲတယ်ဟိုတယ်တပြက်စီးလဲပြတာလောက်ပဲတော့ဒါပေမဲ့ကောင်းလို့လို့ပရိုပဂန်ဒါဒီတိုင်းမှုဆင်းဆင်းလိန်ဖို့အဲတိုင်းမှုဆင်းဆင်းလိန်ဖို့ဒီဒီလေးလက်ပဲပါဝိုင်းတွေမှာကျွန်တော်တို့ဒီလုံးတွေလောက်ပါရဲဆိုတော့ပြဖို့ဓာတ်ပုံရိုက်ဘူးတက်တက်ဟန်ပြရတဲ့အဆင်ပဲရှိတယ်